မင်္ဂလာပါဖန်တီးရှင်ဒီစီယူကျူးရှင်တွေကပြင်လေးကြိုးဆိုလိုက်ပါတယ် ဒီဗီဒီယိုကတော့ကိုယ့်ရဲ့ဖြစ်တည်မှု ကိုမြင်မြင်ဆင်ဆင်ပြောင်းလဲစေမယ့်နည်းလမ်းကိုပြောပြသွားမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ဖြစ်တည်မှုဆိုတဲ့နေရာမှာဒီဖြစ်တည်မှုက parallel reality ရဲ့သဘောတရားအရာပေါ့နော်။ကိုယ့်ရဲ့ parallel reality အပြောင်းအလဲဘလို့ဖြစ်မလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။ parallel reality အပြောင်းအလဲဖြစ်တဲ့အခါကိုလိုရှင်တဲ့ဖြစ်တည်မှုကိုဘဝမှာကိုဖြစ်ရှင်တဲ့ reality သည်အမြဲတမ်းကိုယ့်ရဲ့ reality ဖြစ်လာစေဖို့အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ် parallel reality ဆိုတဲ့စကားလုံးကိုမြန်မာလိုဘာသာပြန်ပြီးပြောမေဆိုရင်အပြိုင်ဖြစ်တည်မှုပေါ့နော်အပြိုင်ဖြစ်တည်မှုတောင်တစ်ခုတည်းမဟုတ်ပါဘူးဖြစ်တည်မှုတွေအများကြီးရှိတယ်အဲ့ဒီတော့အပြိုင်ဖြစ်တည်မှုတွေအများကြီးထေကမှ ကိုလိုရှင်တဲ့ reality ကိုဘလို့ပြောင်းလဲမလဲဘလို့မြင်ဆင်စွာအားစိတ်စရာမလိုဘဲနဲ့ပြောင်းလဲနိုင်မလဲဆိုတာကိုစဉ်းစားကြရအောင် ။ဒီတော့ပထမဆုံးအနေနဲ့ parallel reality သဘောတရားအရ manifestation ဘလို့အလုံးလုံးတလေးကိုပြောပြပေးပါမယ်။ဒီလိုဆိုရင် ခုနကပဲပြောခဲ့သလိုကျွန်ုပ်တို့မှာ parallel reality တွေဖြစ်တည်မှုတွေအများကြီးရှိတယ်။အဲ parallel ဆိုတဲ့အတွက်အပြိုင်ပေါ့အပြိုင် ဖြစ်တည်မှုတွေအများကြီးကဘလောက်ထိရှိနေဆို infinite ရည်တွဲလို့မရအောင်ကို ရှိပါတယ်ပြင်းနိုင်သမျှသောဘာရှင်တိုင်းပုံစံတိုင်းဟာရှိနေပြီးသားပဲဖြစ်တယ် ။နာခဲအတွက်ပုံစံတွေလက်ရှိပြည်စုပဲပုံစံတွေအတိတ်ပုံစံတွေအကုန်လုံးဟာရှိပြီးသားပဲဖြစ်ပါတယ်။အဲ့ဒါတွေကအခုအချိန်မှာရှိနေပြီးသားပဲဖြစ်တယ်။မိတ်ဆွေအနေနဲ့အခုကြုံတွေ့နေရတဲ့ပုံစံတစ်ခုကလေအဲ့ဒီအနန္တပုံစံတွေထေကတစ်ခုပဲဖြစ်တယ်။ဒါအပြင် မိတ်ဆွေရဲ့တခြားပုံစံတွေလေရည်တွဲလို့မရအောင်ရှိပြီးသားပဲဖြစ်ပါတယ်။ ဒီလို reality တွေဒီလိုဖြစ်တည်မှုတွေဟာမိတ်ဆွေရဲ့စိတ်ကူးရင်ထင်းမှသာမက သူတို့ဟာအမှန်တကယ်ရှိပြီးသားပါပဲအခုလက်ရှိအချိန်မှာကျွန်ုပ်တို့ကြုံတွေ့နေရတဲ့အရာတွေဟာကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေအတွေးတွေစိတ်ကူးယဉ်မှုတွေခံစားချက်တွေပေါ်မှာအရှိခဲပါတယ်ဥပမာဆိုပါစို့သင်ဟာခုံတစ်ခုပေါ်မှာထိုင်ပြီးရင်ဘီယာတောင်းရမလားလို့စဉ်းစားနေတယ်ပြီးရင်နောက်တစ်ခါကော်ဖီတစ်ခွဲတောင်းရရင် ကောက်မလားလက်ဖက်ရည်တစ်ခွဲတောင်းသင်းသလားတို့တွေးနေတယ် ဒါပေမဲ့အခုအချိန်မှာသင်ဟာဘာတစ်ခုမှတောင်းနေတာမဟုတ်ဘူးအနာကဲမှာတော့သင်ဟာကော်ဖီတောင်းရှင်လေးတောင်းမယ်လဖက်ရည်တောင်းရှင်လေးတောင်းမယ်ဒီလို reality တစ်ခုဟာကိုပြချာနာနေတယ်အဲ့ဒီလိုကိုပြချာနာနေတဲ့ reality တစ်ခုဟာရှိပြီးသားပဲဖြစ်တယ်တနည်းအားဖြင့်ပြောရင်သင်ဟာကော်ဖီတောင်းနေတဲ့ပုံစံတစ်ခုရှိတယ်ပြီးရင်နောက်တစ်ခါလဖက်ရည်တောင်းနေတဲ့ပုံစံတစ်ခုရှိတယ်သင်ရဲ့အမြင်ဖက်ကပြောရမယ်ဆိုရင်အဲ့ဒီပုံစံတွေဟာအနာကဲအတွက်ဖြစ်နေတယ် အခုအချိန်မှာသင်ဟာထိုင်နေတဲ့နေရာအထားဖြင့်ကော်ဖီတစ်ခွဲဖြော်လိုက်တယ်။အဲ့ဒီတော့ဆိုလိုတာကသင်ဟာအဲ့ဒီ parallel reality ထဲမှာ ကော်ဖီတောက်ဖို့ရွေးရှည်လိုက်တာပဲဖြစ်တယ်။ဒါပေမဲ့တခြား reality တစ်ခုဖြစ်တဲ့လဖက်ရည်တောက်နေတဲ့ပုံစံကလည်းရှိပြီးသားပါပဲ။ဒါပေမဲ့သင်ဟာလဖက်ရည်တောက်နေတဲ့အတွေ့အကြုံကိုမကြုံတွေ့ရဘူး။ဘာဖြစ်လို့လဲဆိုရင်သင်ဟာကော်ဖီတောက်ဖို့ရွေးရှည်လိုက်လို့ပဲ။ ဒီလိုပုံစံမျိုးကျွန်တော်တို့ဟာဘေးအရာကိုမဆို manifest ပြုလုပ်နေကြတာဖြစ်တယ်။ coffee နဲ့လပည့်ရေကြမှာသင်ရွေးရှည်နေသလိုသင်ရဲ့အနေနဲ့ကြုံတွေ့ရမယ့် reality တွေပုံစံတွေကိုသင်ဟာတသမဲ့တွေရွေးရှည်နေတာပဲဖြစ်တယ်။သင်ဟာအမြင်တဲ့အဲ့ဒီ reality ကို ပြောင်းလဲနေတာပဲဖြစ်တယ်။ theory အတိုင်းပြောမယ်ဆိုရင်အဲ့ဒီဖြစ်တည်မှုတစ်ခုကတခြားဖြစ်တည်မှုတစ်ခုကိုပြောင်းလဲဖို့ဆိုတာ ရှုပ်ဝဲချက်လေးမဟုတ်တလို့ရှုပ်ထွေးတာလေးမဟုတ်ပါဘူးခက်ခဲတာလေးမဟုတ်ပါဘူး အဲ့ဒါကဘာနဲ့သက်ဆိုင်နေသလဲဆိုရင်တင့်ရဲ့ဘဝမှာတင့်အနေနဲ့အမြင့်တဲ့ပြုလုံလေးပြုလုံထားရှိနေတဲ့အရာနဲ့ပဲသက်ဆိုင်ပါတယ်။အဲ့ဒါကိုတင့်အနေနဲ့တတိထားမိရှင်မှာထားမိမှာဖြစ်တယ်။ဆက်နေမြင်လေးဒီဟိုရင်အတိုင်းသာဆက်ပြောရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်လူတော်တော်များများဟာကိုလိုရှင်တဲ့ reality ကိုပြောင်းလဲဖို့အတွက်ခက်ခဲနေတော့ထင်တယ်ကြတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီ reality ပုံစံမျိုးကိုသူတို့ဟာဘေးတုန်းကမှမတွေးမိခဲ့ကြဘူး။ ိုလိုရှင်တဲ့ reality တစ်ခုကိုပြောင်းလဲလာဖို့မသိစိတ်ကို ပြောင်းလဲရမင်းအစလူတော်တော်များများက အသိရှိရှိတတိရှိရှိ ပြောင်းလဲနေကြတာဖြစ်တယ်။ဒီလိုဆိုရင်ကိုလိုရှင်တဲ့ reality တစ်ခုစီတော့အပြောင်းလဲတွေဖြစ်လာစေဖို့အမြင်ဆုံးနည်းနဲ့အကောင်းဆုံးနည်းနဲ့ငါပါလေ။အဲ့ဒါငါပါလေဆိုရင်မိမိကိုကိုပြောနေတဲ့ပုံပြင်တွေကိုပြောင်းလဲလိုက်ပါ။ကိုကိုတိုင်းနဲ့ပတ်သက်လို့ကိုလိုရှင်တဲ့ပုံစံမျိုးအတိုင်းပြောင်းလဲပါ။ ျွန်ုပ်တို့တွေအားလုံးမှာကိုကိုတိုင်နဲ့ပတ်သက်လို့ကိုဘဝနဲ့ပတ်သက်လို့ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်လို့ကိုယ့်ရဲ့ identity တွေနဲ့ပတ်သက်လို့အဲ့ဒီပုံပြင်တွေရှိတယ်အဲ့ဒီပုံပြင်တွေထဲမှာတချို့တလေတွေကကောင်းတာတွေရှိမင်းတချို့တလေတွေကမကောင်းတာတွေရှိမင်းတချို့တလေတွေကတော့ဖြစ်ရှင်တဲ့အရာတွေဖြစ်လာတဲ့အခါရှိမင်းတခြားတလေကိုဖြစ်ရှင်တဲ့အတိုင်းမဖြစ်တဲ့အခါလည်းရှိမင်းဒါပေမဲ့သင်ရဲ့အတိတ်ကပုံစံတွေအားလုံးဟာရှိနေပါတယ် အခုအချိန်မှာတင်ကိုယ်တိုင်ပြောနေတဲ့ပုံပြင်တွေဟာတင်ရဲ့ reality တွေဘာရှင်းတွေထေးကတမျိုးပဲဖြစ်တယ်။အဲဒီဘာရှင်းတွေဆိုတာကလေအတိတ်တချိန်တုန်းကတင်အနေနဲ့မှန်တယ်လို့ယူဆပြီးရွေးရှည်ထားခဲ့တဲ့ဘာရှင်းပဲဖြစ်တယ်။ဥပမာဆိုကြပါစို့တင်မှာအတိတ်တချိန်တုန်းကအပြုသဘောမဆောင်တဲ့ negative ပုံစံဘာရှင်းတမျိုးရှိတယ်ဆိုပါစို့ အဲ့ဒီပုံစံအဲ့ဒီဘာချင်းဟာသင်ဘဝအတွက်ပေါ်တော့ကျဲမကြီးဖက်ကလေးဖြစ်ရှင်ဖြစ်မေငွေကြီးကြီးဖက်ကဒါမှမဟုတ်အလုတ်အကင်ဖက်ကဒါမှမဟုတ် relationship ဖက်ကအဲ့ဒီလို area တစ်ခုခုနေရာက ဖြစ်ကောင်းဖြစ်မေအဲ့ဒီတော့သင်ကအဲ့ဒီအကြောင်းကိုကိုကိုတိုင်းမကောင်းတဲ့ပုံပြင်တွေအကြောင်းကိုပြောတယ်ဥမာဆိုပါစို့ငွေကြီးကြီးခက်ခဲတယ်ငါဘဝမှာငွေကြီးကြီးအရင်ခက်ခဲတယ်ငါငွေရှာလို့မရတဲ့ဘူးငွေရှာရတယ်ဆိုတာလွေတဲ့အလုံးမဟုတ်ဘူးစသဖြင့်ပေါ့နော်သင်ဘဝမှာငွေကြီး င်းနဲ့ပတ်သက်လို့အပြုသဘောမဆောင်တဲ့ပုံပြင်တွေအကြောင်းကိုသင်ကပြောလိုက်တယ်။ဒီလိုအပြုသဘောမဆောင်တဲ့ပုံပြင်တွေကို ပြောနေပြီဆိုရင် အနာဂတ်စီကိုရောက်ရှိသွားမယ့်သင်ရဲ့ reality ကအခုအချိန်မှာသင်ပြောပြနေတဲ့ပုံပြင်ကိုအရှိခံပြီးရင်ဖြစ်လာမှာပဲဖြစ်တယ်။ဆိုလိုတာကသင်ကြုံတွေ့ရမယ့်သင်ရဲ့အနာဂတ်ဖြစ်တည်မှုကလေသင်အတွက်အပြုသဘောမဆောင်တဲ့ negative reality တွေ negative ဖြစ်တည်မှုတွေပဲဖြစ်လာမယ် ငွေကြီးနဲ့ပတ်သက်လို့အပြုသဘောမဆောင်တဲ့ negative ပုံပြင်တွေကိုပြောနေရှင်းကတော့တင့်အနေနဲ့တင့်ကြုံတွေးရမယ့် reality ကိုတင့်ရွေးရှည်နေတာပဲဖြစ်တယ်။အဲ့ဒီတော့အဲ့ဒီကိုယ့်ရဲ့ရွေးရှည်မှုပေါ်မှာအရှိခံပြီးရင်အဲ့ဒီမသိစိတ်ကပေါ့နော်တင့်ရဲ့ reality ထေးကိုငွေကြီးအတွက်အပြုသဘောမဆောင်တဲ့ reality ကိုတည်ဆောင်သွားမှာပဲဖြစ်တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တင့်ရဲ့မသိစိတ်ကတင့်ရဲ့အနာဂတ် reality ကိုရွေးရှည်တယ်ဘလို့ရွေးရှည်လေးဆိုရင်ငွေကြီးအဆင်မပြေတဲ့ပုံစံအဖြစ်ရွေးရှည်လိုက်တယ်ဘာဖြစ်လို့လဲဆိုရင်တင်ကိုယ်တိုင်ကအဲ့ဒီလိုငွေကြီးအဆင်မပြေတဲ့ပုံပြင်တွေကိုပြောနေတော့ဗျ ဒီတော့ကျွန်ုပ်တို့ကိုယ်တိုင်ပြောနေတဲ့ပုံပြင်တွေကျွန်ုပ်တို့ရဲ့အတွေးတွေ emotion တွေခံစားချက်တွေရွေးရှည်မှုတွေအကုန်လုံးဟာကျွန်ုပ်တို့အနာဂတ်မှာကြုံတွေ့ရမယ့် reality ကိုသက်မှတ်တာပဲဖြစ်တယ်ဆိုတာကိုသိပေးပါ။ ဆင်းရဲမိပြောမိဆိုရင်တခါတလေကျွန်ုပ်တို့အနေနဲ့အရင်ကိုကြီးမားနေလို့ခံစားရတဲ့အရာတခုကို manifest ပြုလုပ်လို့ရှင်ရင်အဲ့ဒီအရာက မဖြစ်နိုင်ဘူးအဲ့ဒီအရာကိုရဖို့အရင်ခက်ခဲမှာပဲအဲ့ဒီလိုပျော်ကောင်းပျော်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်ကိုယ်စိတ်ထဲမှာဒါမဖြစ်နိုင်ဘူးလို့ခံစားနေရလို့ပဲ။အဲ့ဒီလိုမဖြစ်နိုင်ဘူးလို့ခံစားရတာကအတိတ်တစ်ချိန်တုန်းကကိုရွေးရှည်လိုက်တဲ့ reality ကအခုလိုရှင်တဲ့ reality နဲ့အရှင်းကိုဝေးကွာလွှဲလို့ပဲ။ တကယ်တော့ကျွန်ုပ်တို့ရဲ့စိတ်ဟာကိုကိုယ်တိုင်ပြောနေတဲ့ပုံပြင်တွေကိုအရှိခေပြီးရင်ဒီကမ္ဘာလောကကြီးပေါ်မှာပုံဖော်နေကြတာဖြစ်တယ်။တချို့သောသူတွေဟာငွေကြီးနဲ့ပတ်သက်ပြီးရင်အမြင်နဲ့စူးစမ်းနေရတယ်၊ရုံးကယ်နေရတယ်၊ငွေကြီးမလုံလောက်ဘူးဖြစ်နေတယ်ဆိုတာသူတို့ရဲ့စိတ်က သူတို့ဟာအနာဂတ်မှာဒီလိုပဲငွေကြီးနဲ့ပတ်သက်ပြီးရင်ရုံးကယ်နေရမယ်။အဲငွေကြီးနဲ့ပတ်သက်ပြီးအဆင်မပြေဘူးလို့သူတို့ရဲ့စိတ်ကအဲ့ဒီအတိုင်းသဘာဝအတိုင်းမျှော်လင့်ထားလို့ပဲဖြစ်တယ်။ ဒါကနေဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့မသိစိတ်ကအလိုလျောက်ကိုအဲ့ဒီလိုငွေကြီးရုံးကယ်နေရတဲ့အရှိအနေစီကိုတွန်းပို့နေတာပဲဖြစ်တယ်။သင်ရဲ့စိတ်ဟာ သင်ကိုယ်တိုင်ပြောနေတဲ့ပုံပြင်ပေါ်မှာအရှိခံပြီးရင်အဲ့ဒီအရာတွေကိုကြုံတွေ့စေဖို့ပဲဖြစ်တယ်။ဒီလိုဆိုရင်ကိုယ်စိတ်ထဲမှာမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေကို ကိုယ့်ရဲ့လက်တွေ့ဘဝမှာဖြစ်လာအောင်ဘယ်လိုပြုလုပ်ရမလဲ။ အဖြေကတော့တင်းကိုတိုင်းပြောနေတဲ့ပုံပြင်တွေကိုပိုမိုကောင်းမွန်တဲ့ပုံပြင်တွေပိုမိုကောင်းမွန်တဲ့ပုံစံတွေအဖြစ်ပြောင်းလေးပြောဆိုပါဒီလိုပြောင်းလေးပြောဆိုလိုက်တဲ့အခါတင့်အတွေ့အပြုတ်သဘောဆောင်တဲ့ဖြစ်တည်မှုတွေစီကိုပိုမိုနှိစဲသွားမှာပဲဖြစ်တယ် ရားလဲအနေနဲ့တင့်ရဲ့မသိစိတ်ဟာပုံမိုကောင်းမွန်တဲ့ reality စီကိုတင့်ကိုလွေကူစွာသင်ယူသွားပါလိမ့်မယ်။ရှင်ကပြောခဲ့သလိုငွေကြီးခက်ခင်းနေငွေကြီးဟာအားစိတ်စရာမလိုပဲစ조사စရာမလိုပဲငွေတွေအမြောက်အမြောက်ဝင်လာတဲ့ဘဝစီကိုတည်ဆောင်သွားပါလိမ့်မယ်။ဒါငွေကြီးတခုတည်းအတွက်ပြောနေတာမဟုတ်ပါဘူးကိုဘွားရဲ့တခြားတခြားသောဂင်သားတွေအတွက်ပါအလုပ်ဖြစ်ပါတယ် ဥပမာဆိုကြပါစို့တင့်ဟာတင့်ရဲ့ relationship နဲ့ပတ်သက်လို့တကင်းကိုစိတ်တဲကြဆရာပုံပြင်တွေအကြောင်းကိုအမြင်နဲ့ပြောနေတဲ့တည်ဆိုရင်တင်ဟာ relationship နဲ့ပတ်သက်လို့အပြုသဘောမဆောင်တဲ့ပုံပြင်တွေဖြစ်တည်မှုတွေကိုဆက်လက်ကြုံတွေ့နေရအောင်ပါပဲ။ဘာဖြစ်လို့လဲဆိုရင်တင်ကိုယ်တိုင်ပြောနေတဲ့အပြုသဘောမဆောင်တဲ့ပုံပြင်တွေရဲ့ရောင်ပြန်မှုကြောင့်ပဲဖြစ်တယ်။ဒါပေမဲ့ကျွန်ုပ်တို့ကကိုယ်ကိုယ်တိုင်ပြောနေတဲ့ပုံပြင်တွေကိုပြန်လေးရေးတယ်၊ကိုယ်ကြိုက်တဲ့ပုံစံမျိုးအဖြစ် ပြင်လီရေးလိုက်တယ်။အဲ့ဒါမှကိုက ကိုကြိုက်တဲ့ပုံစံမျိုးအတိုင်းသာဆက်လက်စဉ်းစားမယ်ဆက်လက်တွေးတောမယ်ဆက်လက်ပြောဆိုမယ်ဆိုရင် အနာဂတ်မှာ relationship နဲ့ပတ်သက်လို့ပုံမကောင်းဝင်တဲ့ပုံစံကိုသင်ရရှိပါလိမ့်မယ်။သင်ရဲ့ပုံဖြင့်အစ်စ်ဟာအပြုသဘောဆောင်တဲ့ကောင်းဝင်တဲ့ reality တွေဖြစ်တည်မှုတွေနဲ့ကိုက်ညီလာပြီဆိုရင်သင်ကိုယ်တိုင်နဲ့ သင်ဖန်တီးထားခဲ့တဲ့ဖြစ်တည်မှုစီကိုသင်ဟာလွေကူစွာပြောင်းလဲသွားပါလိမ့်မယ်ဆက်လက်ပြီးရင်ကိုလိုရှင်တဲ့ reality စီကိုလွေကူစွာပြောင်းလဲနိုင်ဖို့ဘလို့ပြုလုပ်ရမလဲဆိုတာကိုအစဉ်လိုက်အစဉ်လိုက်ပြောပြသွားမှာဖြစ်ပါတယ်။အစဉ်တင်းမှာတော့ကိုဘွားမှာအပြောင်းလဲဖြစ်ရှင်တဲ့ဂန္ဓာတစ်ခုကိုရွေးရှည်လိုက်ပါ။အဲ့ဒီဂန္ဓာသည်ငွေကြီးလေးဖြစ်ရှင်ဖြစ်မီအခြေရည်လေးဖြစ်ရှင်ဖြစ်မီကျဲမာကြီးလေးဖြစ်ရှင်ဖြစ်မီ ။တင့်ရဲ့ဘဝထေကတင့်အပြောင်းလေးဖြစ်ရှင်တဲ့ဂန္ဓာတစ်ခုကိုရွေးရှိပါ။ဒီလိုရွေးရှိဖို့မိစေတော့အနေနဲ့စဉ်းစားနိုင်ဖို့မိခွန်းလေးတွေမေးပါမယ်။အဲ့ဒါကဘာတွေလေးဆိုရင်တင့်အနေနဲ့ဘာတွေကို manifest ဖြစ်ရှင်လဲ။ငွေတွေအများအများလို့ရှင်တာလား။အလုတ်ကင်အသစ်လို့ရှင်တာလား။ကားအသစ်လို့ရှင်တာလား။ relationship လို့ရှင်တာလား။အချစ်ရင်းမှာအဆင်ပြေရှင်တာလား။ သင်ဘဝမှာသင်အပြောင်းလေးဖြစ်ရှင်တဲ့ဖြစ်တည်မှုတစ်ခုသို့မဟုတ်လူရှင်တဲ့အရာတစ်ခုကိုရွေးရှိလိုက်ပါအစင်းနေကတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးရင်လက်ရှိအခြေအနေကိုလိလာသုံးသပ်ပါ စစ်ဆေးပါအခုလက်ရှိအခြေအနေမှာသင်ပါတွေကြုံတွေ့နေရလေဥပမာသင်က relationship နဲ့ပတ်သက်လို့ manifest ဖြစ်ရှင်တဲ့လူဆိုရင် relationship နဲ့ပတ်သက်လို့သင်ဟာအခုအချိန်မှာဘလို့ပုံစံမျိုးဖြစ်နေလဲဘာတွေကြုံတွေ့နေရလဲ တင်ဟာတင်လို့ရှင်တဲ့လူတယောက်ပေါ့နော်တင်အနေနဲ့တိတဲ့သက်မှတ်ထားတဲ့တင်ချစ်ခင်တဲ့လူတယောက်ကို manifest ဖြစ်ရှင်တာလားဒါမှမဟုတ်တင်ရဲ့ချစ်သူအဟောင်းကိုပြင်လို့ရှင်တာလားဒီတော့တင်အနေနဲ့ကိုကိုတိုင်စစ်ဆေးရမှာက relationship နဲ့ပတ်သက်ပြီးရင်ဘလို့အပြုသဘောမဆောင်တဲ့ယုံကြည်ချက်တွေရှိနေတဲ့လေဆိုတာကိုမိမိကိုယ်ကိုစစ်ဆေးဖို့လိုတယ် relationship နဲ့ပတ်သက်တော့ကိုကိုတိုင်ပြောနေတဲ့ပုံပြင်တွေကဘလို့လဲအတိုက်က relationship တွေကဘလို့ရှိခဲ့တယ်လဲအခုလက်ရှိအချိန်မှာကြုံတွေ့နေရတဲ့ relationship ကဘာတွေလဲအဲ့ဒီတော့အနာကဲမှာဘလို့ပုံစံမျိုး relationship ကိုတင်မြှော်လင်းထားပါတယ် အဆင့်3ကတော့အဆင့်2မှာကိုကိုတိုင်းစစ်ဆေးမိခဲ့တဲ့အရာတွေကိုစာနဲ့ရေးချပါအဲ့ဒီစာနဲ့ရေးချတာကိုဘဝမှာဘာတွေကိုကိုဟာထက်တလေးလေးပြောနေလေကိုကိုတိုင်းပြောနေတဲ့ပုံပြင်တွေကို လုံးဝသေချာပေါက်သိစေဖို့အတွက်အထောက်အကူပြုပါလိမ့်မယ်ပြီးရင်အဲ့ဒီပုံပြင်တွေကအခုလက်ရှိဖြစ်တည်မှုနဲ့ဘလို့ကိန့်ညီနေသလဲဆိုတာကိုစဉ်းစားကြည့်ပါ အစင်းလေးကတော့အခုအချိန်မှာကိုကိုတိုင်ပြောနေတဲ့ပုံပြင်တွေကိုဘလို့တိုးတက်ကောင်းမွန်အောင်ပြုလုပ်ရမလဲဆိုတာကိုစဉ်းစားကြည့်ပါဥပမာဆိုကြပါစို့တင်ဟာတင်ဘဝရဲ့ relationship နဲ့ပတ်သက်ပြီးရင်မကောင်းတဲ့ပုံပြင်အကြောင်းတွေကိုပြောနေဆိုပါစို့အဲ့ဒီတော့တင်ဟာတစုံတစ်ယောက်နဲ့ date လုပ်လိုက်တယ်ဒါမှမဟုတ် message တွေပို့တယ်နောက်ဆုံးမှအဲ့ဒီလူပျောက်သွားတယ်တင်းစီကိုပေါ်မလာဘူးအဲ့တော့ သင်ကပြောမေပေါ့နော်ကိုကိုတိုင်ပြောနေမေလူတွေကမကောင်းဘူးငါနဲ့မတွေ့ရှင်ကြဘူးဘာဖြစ်လို့လဲဆိုရင်ငါကအရေးပါတဲ့လူမဟုတ်ဘူးဒါကသင်ကိုတိုင်ပြောနေတဲ့ပုံပြင်တွေဖြစ်တယ်ဒီပုံပြင်တွေကိုဆက်လက်ပြောနေခြင်းအပြင်ဒီပုံပြင်နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေဟာသင်ရဲ့စိတ်ထေးမှာတိုတိုခိုင်ခိုင်မာမာရှိသွားမှာပဲဖြစ်တယ်အဲ့ဒီတော့သင်ဟာအာသင်ကိုမနှိမ့်တဲ့လူတွေသင်ကိုအရင်ကြီးကိုအလေးအနက်မထားတဲ့လူတွေနဲ့ပဲသင်တွေ့နေမှာပဲ တကယ်တမ်းကျတော့တင့်လို့ရှင်တာကတင့်ကိုဂယူစိတ်တဲ့သူတင့်ရဲ့ပေါ်မှာရိုးရိုးသားတဲ့သူတင့်ကိုအရင်ချစ်ခင်တဲ့သူကိုလိုရှင်မှာပဲအဲ့ဒီတော့တင့်ဟာ relationship နဲ့ပတ်သက်ပြီးမကောင်းတဲ့ပုံပြင်တွေအကြောင်းကိုပြောနေမင်းအစားဒီပုံပြင်ကိုပုံမကောင်းမွန်တဲ့ပုံပြင်ပုံမလှပတဲ့ပုံပြင်ဖြစ်အောင်ပြောင်းလေးပြောဆိုလိုက်ပါအဲ့ဒီလိုပြောင်းလေးပြောဆိုတာကနှုတ်ကရွက်နေုံနဲ့မပြည့်သေးပါဘူးကိုယ့်ရဲ့စိတ်ထိမှာအမှန်တကယ်ဖြစ်နေတယ်တော့ခံစားနေရဖို့လိုအပ်ပါတယ် ိုလိုရှင်တဲ့အရာတစ်ခုကို manifest ပြုလုပ်တဲ့အခါစိတ်ခင်စားချက်ကအရင်အရေးကြီးပါတယ်။ဒါပေမဲ့တစ်ချိန်တစ်ခါပြုလုပ်ရုံနဲ့မလုံလောက်သေးဘူးဆိုရင်အချိန်မြောင်မြောင်များစွာပြုလုပ်ပါထက်တလေးလေးသာပြုလုပ်ပါ။ manifestation ပြုလုပ်တဲ့အခါ feeling is the secret လို့ပြောပါတယ်ဒီအတိုင်းပါပဲ manifestation ပြုလုပ်တဲ့အခါလေးအဓိက thought ရှိရှိပါတယ်အဲ့ဒါကဗာလေးဆိုရင် repetition is the key လို့ပြောပါတယ်ဆိုလိုတာကထက်တလေလေးပြုလုပ်ရှင်းကြိမ်ဖယ်များစွာပြုလုပ်ရှင်းဟာ thought ရှိပေးဖြစ်ပါတယ်ဒါကြောင့်ကိုလိုရှင်တဲ့ reality ကိုအပြောင်းအလဲဖြစ်စေဖို့အဲ့ဒီကိုပြောနေတဲ့ပုံပြင်ကိုပြောင်းလေးပြောဆိုပါကိုတွေးတောနေတဲ့ပုံပြင်အကြောင်းကိုပြောင်းလေးတွေးတောပါ အဲ့ဒီလိုကိုပြောနေတဲ့ပုံပြင်ကိုပြောင်းလဲလိုက်ပြင်ကိုရဲ့စိတ်ခင်စားချက်ကိုလေပြောင်းလဲခင်စားပေးပါဒီလိုပုံစံမျိုးကိုပြောနေတဲ့စကားလုံးတွေကိုတွေးတွန်းနေတဲ့အရာတွေကိုခင်စားနေတဲ့အရာတွေဟာကိုလိုရှင်တဲ့အရာနဲ့ကိတ်ညီလာပြီဆိုရင်မိစွေရဲ့ reality လေးလွေကူစွာအားစိတ်စရာမလိုပဲပြောင်းလဲလာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါလေဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိစွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်